ရှင်ဒီနေ့တော့တခွက်ထင်းနဲ့ထမင်းစားလို့အရင်မိန်စေမယ်မြစ်အဆက်ချန်လေးလေးမျှဝေပေးကြပါရရှင်လေးချက်ဖို့အတွက်တော့ကြက်သွန်နေ3ဦးကြက်သွန်ဖြူ9မွားနဲ့ငရုတ်သီးစင်းအနေငယ်ပင်စိမ့်10စီလိုအပ်ပါရရှင်မြစ်ကို90သားသုံးနာပါရရှင်အရင်ဆုံးမြစ်ထဲကအဖန်ရည်တွေထွက်သွားအောင်လို့နိုင်ဝက်လောက်ပြုတ်ထားပေးလိုက်ပါမယ်ပြုတ်ပြီးသွားတဲ့မြစ်တွေကိုတော့ရင်းနဲ့အပိုင်းတွေဖယ်ပြီးတော့နွနွလေးတွေကိုပဲယူပါမရှင်။ ညက်ကိုအခုလိုမျိုးဝိုင်းဝိုင်းလေးတွေလှိလိုက်ပါမယ်။ညက်ကကယ်လိုရီပါဝင်မှုနည်းပြီးတော့တခြားဓာတ်ပါဝင်မှုလည်းနည်းတဲ့အတွက်ဝေးချနေတဲ့သူတွေကိုယ်လေးချိန်ထိမ့်ချင်တဲ့သူတွေလည်းစားတဲ့အစာစာဖြစ်ပါလေရှင်။ကိုကဝိတ်လေချကျင်နေဗိုက်စားတဲ့တံအောင်လည်းမခံနိုင်ဆိုရင်တော့မြစ်ပြုတ်လေးစားပေးလို့ရပါတယ်ရှင်။အရင်ဆုံးအိုးလေးကိုစီထည့်ပါမယ်။စီအများကြီးမထည့်ပါဘူးရှင်။စီပူလာပြီဆိုတာနဲ့ကြက်သွန်ကြီးလေးအရင်ထည့်ပါမယ်ရှင်။ ကျက်သွန်နေအနံလေးမွေးလာပြီဆိုရင်ကျက်သွန်ဖြူလေးထည့်လိုက်ပါမယ်ခဏလောက်ကြော်ပြီးရနဲ့ငရုတ်သီးစိမ်းလှီးတဲ့ဓာလေးတွေထည့်လိုက်ပါမယ်ရှင်ငရုတ်သီးစိမ်းထည့်ကြော်ရင်အနံကနည်းနည်းလေးတော့မှုံပါတယ်ပြီးရင်ဆင်းရဲမုန်လေးထည့်ပါမယ်ငရုတ်သီးအယောင်တဲမှုန်ထည့်လိုက်ပါမယ်ရှင် ပြီးရနဲ့မြင်ငပ်ပြီလေအနေငယ်ကိုအနံလေးမှုေးသွားအောင်လို့တခါလေးထည့်ကျော်လိုက်ပါမယ်။ငပ်ပြီးနံလေးမှုေးလာပြီဆိုတာနဲ့ဝက်ကြိတ်သားကိုထည့်လိုက်ပါမယ်ရှင်။ဝက်သားကမကြိုက်ရင်လည်းမထည့်လို့ရပါတယ်။တကယ်လို့ဝက်သားမစားအောင်ဆိုရင်ဝက်သားနေရာမှာကိုကြိုက်တဲ့အသားကိုအစားထိုးပြီးသုံးလို့လည်းရပါတယ်ရှင်။ဒီမထည့်သေးပဲနဲ့ဝတ်သားကိုအရင်ဆုံးကြော်ပေးပါမယ်။အဲဒါမှမွေးတဲ့အနံ့လေးတွေအကုန်လုံးဝတ်သားထဲဝင်သွားပြီးတော့ဝတ်သားရဲ့အနံ့လေးပျောက်သွားမှာဖြစ်ပါတယ်။ အရသာအတွက်တော့ကြက်သားမုတ်လေးအနေငယ်ထည့်လိုက်ပါမယ်ရှင်။တခြားထည့်ပါမယ်။စားအနေငယ်လေးထည့်လိုက်ပါမယ်ရှင်။ဝတ်သားလေးအခုလိုမျိုးခချောက်ချောက်လေးဖြစ်သွားပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့မြစ်တွေထည့်လိုက်ပါမယ်ရှင်။မြစ်မှာကခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အမိုင်နိုအက်ဆစ်တွေပါဝင်ပြီးတော့ကစီတန်နဲ့အသားတက်လေပါဝင်တဲ့အတွက်အာဟာရတန်ဖိုးမြင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အရသာလေးတွေနှမ်းဆန်အောင်မွေပြီးပြီဆိုရင်တော့ရေလေးအနေနဲ့ထည့်ပြီးတော့အဖုံးလေးပိတ်ပြီးတော့တင်ရပေးလိုက်ပါမယ်ရှင်။မြက်ကနိုးဝီသားဆိုပေမဲ့မြက်ထည့်ကိုအရသာလေးတွေဝင်သွားအောင်လို့ထပ်တည်ပေးတာဖြစ်ပါတယ်။ဆယ်မိနစ်လောက်တင်ရပြီးပြီဆိုရင်တော့ရေလေးလည်းခန်းတဲ့လောက်ဖြစ်သွားပါပြီ။ဝတ်သားလေးတွေလည်းနိုးသွားပါပြီရှင်။အချင်ရပါလေးပါပေါင်းလို့မကြီးရည်လေးအနေနဲ့ထည့်ပေးပါမယ်။ ပြီးရင်တော့ရေလေးခန်းကိုပြန်တွေပြီးတော့အခုလိုမျိုးခက်ချက်ချောင်းအနေထားလေးရောက်သွားပြီဆိုရင်တော့အရာသာလေးမြည်ကြည့်ပြီးတော့လိုအပ်တာထပ်ထည့်လို့ရပါတယ်ရှင်အရာသာစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့နောက်ဆုံးမှာပင်စင်းရွက်လေးတွေအုပ်လိုက်ပါမယ်ရှင်ဒီဟင်းလေးကရေဆက်ဆက်လေးနဲ့ချလို့ရတယ်လို့အခုလိုမျိုးခက်ချက်ချောင်းအနေထားလေးမှာချလို့လည်းရပါတယ်ရှင်။မြင့်မကအမြင့်တက်တဲ့အများကြီးပါဝင်တဲ့အတွက် ပုံမှန်စားပြီးမယ်ဆိုရင်ဥလဲညောင်းလှုပ်ရှားမှုကိုကောင်းမွန်စေပြီးတော့ဥမာကြီးကင်ဆာမဖြစ်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်။ခုဆိုရင်တော့အနံ့မွေးမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့နှင့်အဆက်ချက်လေးရသွားပါပြီရှင်။ဟုတ်က Subscribe ကိုနှိပ်ခေါင်းကိုနှိပ်ပေးချပါပဲကျွန်တော်ဒီ